မင်္ဂလာပါရှင်။ Honest Information HI အမျိုးသမီးသတင်းဌာနရဲ့အပတ်စဉ် Pocket အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ် Pocket အစီအစဉ်မှာတော့အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း IRL ရဲ့ပြဋ္ဌာန်းချက်တွေကိုချိုးဖောက်တာကြောင့် Article 33နဲ့မြန်မာနိုင်ငံကိုအရေးယူမဲ့ဆုံးဖြတ်ချက်အပေါ်အလုပ်သမားအရေးလှုပ်ရှားသူတွေရဲ့စကားတံကိုနားဆင်ရမှာပဲဖြစ်ပါတယ်။ အဓိကကတော့ဒီ corporation တွေနိုင်ငံသုံး corporation တွေတွေတဲကဘယ် corporation တွေစထွက်မလဲမသိဘူးထွက်နိုင်တယ်ဘာသူတို့ image ကိုစောင့်တာ哦 image ထိမယ်လို့ယူဆတဲ့ corporation တွေထွက်နိုင်တယ်ပေါ့နော်ကျွန်တော်တို့ကအခုချိန်မှာပြောဖို့အရင်စောတယ်အဲသူတို့ကနေပြီးတော့အခုမှစကြတာဆိုတော့လေတဖြည်းဖြည်းနဲ့တော့သွားမယ်ထင်တယ်အဲ့လိုထွက်မယ်လို့တီးတဲ့ခါကျရင်တော့အဲ့ဒီလုပ်ငန်းခွင်မှာလုံးနေကြတဲ့အလုပ်သမားတွေအတွက်ကတော့လုံးကင် ပြုတ်သွားမှမျိုးရှိမှာပေါ့နော်ထွက်တဲ့ခါမှလည်းတို့ကဘလောက်အထိဂျူတလေးချန်နဲ့အညီထွက်သွားမလဲပေါ့ဘလောက်အထိတို့တွေကဒီချမှတ်ထားတဲ့စီမီစီကန်းတွေကိုလေးစားလိုက်နိုင်ပြီးထွက်သွားမလဲကျမတို့ကတော့ကြည့်ရမှာပေါ့လေလူသမားတတ်မှတ်ကလို့ပြောတဲ့အတွက်ကြောင့်မလို့လူသမားတွေနဲ့ပတ်သက်တဲ့ထိခိုက်တဲ့အခြေအနေမျိုးရှိမရှိတော့ကြည့်ရမှာပေါ့နောက်ဆက်တွဲမှာဆိုးလာနိုင်ပါလေရှင်ဘာဖြစ်လို့လဲဆိုတော့လေအခုတောင်မှ brand နေရှိနေစဉ်ကာလမှာတောင်မှ brand နေကညှိလို့မရဘူးဆိုတဲ့အနေထားမျိုးဆိုတော့ brand ကြီးတွေကထွက်သွားပြီးတော့အမည်မသိတဲ့ brand တွေဂျန်နေခဲ့မယ်ဆိုရင်တော့ပို့ပြီးတော့ဟိုညှိရခက်ပဲပေါ့နော်အဲ့လိုဒီမှာကျတော့ရွေးချက်စရာမရှိဘူးလေနိုင်ငံညာကိုထွက်မယ်ဆိုလို့ရှင်တော့မှာပဲထွက်နိုင်တဲ့အလုပ်သမားကတော့ပြဿနာမရှိဘူးမထွက်လို့ပြည်တွင်းထဲမှာဂျန်နေရတာဆိုတော့သူတို့လောက်ပါဆက်ပြီးတော့ပိတ်မယ်ခုနကတကယ် name ကြီး brand တွေကကျတော့ဂျန်တဲ့ brand မရှိတဲ့လူတွေဆိုလို့ရှင်အခွင့်အရေးပေးရအောင်အဲ့တော့အဲ့ဒီ brand မဟုတ်တဲ့လူတွေနဲ့ပဲဆက်ပြီးတော့တွားနေရမယ်ဆိုလို့ရှင်တော့ သူတို့ရဲ့တောင်းဆိုမှုတွေကဟိုဂရုစိုက်ခံရတာနည်းပဲပေါ့နော်လုပ်ငန်းရှင်တွေကလည်းပို့ပြီးတော့ဖိလာမယ်။ဒါလေးဆိုတော့ဒီအမြန်အဆုံးကဒီအလုပ်သမားကိုညှစ်ဖို့ပဲကြံတော့တာ哦။ ILO အမြင်နဲ့ကျွန်တော်တို့ဒီပုံမှန်33ပေါ့ဒီ Article 33ကိုကျွန်တော်တို့မြန်မာနိုင်ငံအပေါ်ကိုပြဋ္ဌာန်းလိုက်တဲ့အချိန်မှာဒါမြန်မာနိုင်ငံကအနေနဲ့ကတော့ဒါကြီးမားတဲ့စီးပွားရေးပိတ်ဆို့မှုတွေအဓိကတော့ခံရမှာပါ။ ပို့ပြီးတော့တတိထားမှာပါအခုကသူတို့ဆွဆွဲရတဲ့မှာကျွန်တော်တို့ဒီ ILO ကပြဋ္ဌာန်းထားတဲ့ convention ကျွန်တော်တို့29ပြည့်အရပုံတော့အာရမဒီလောက်အပိခိုင်းစီရယ်နော်အဓိကအပိကျွန်တော်တို့ပြီးခဲ့တဲ့2024တုန်းကကျွန်တော်ပြဋ္ဌာန်းလိုက်တဲ့စမှုမထမ်းမနေရဒီဥပဒေကလည်းအစောပြောတဲ့ဒီကျွန်တော်တို့ ILO အနေနဲ့ပုံမှန်33ကိုပြဋ္ဌာန်းပြီးတော့မြန်မာနိုင်ငံကိုအပြစ်ပေးအရေးယူဖို့ဆုံးဖြတ်ထားတယ်လို့ကျွန်တော်တို့အနေနဲ့နားလည်ပါတယ် အဓိကတော့ကျွန်တော်တို့စီးပွားရေးပိတ်ဆို့မှုတွေကျွန်တော်တို့ဆောင်ရွက်တော့မယ်ဆိုလို့ရှိရင်အခုလက်ရှိပေါ့ကျွန်တော်တို့မှလည်းအခုလည်းပြဿနာတွေတက်နေတယ်ကျွန်တော်တို့ဒီဆက်ချုပ်လုပ်ငန်းတွေမှာတော့အများကြီးကျွန်တော်တို့ထိခိုက်နေတာမယ်ပိတ်သွားပြီးတော့ကျွန်တော်တို့တို့ရဲ့စီးပွားရေးလုပ်ငန်းတွေရဲ့မြန်မာပြည်ကနေပြီးတော့ကျွန်တော်တို့စွန့်ခွာအောင်ကျွန်တော်တို့ပိတ်ရပ်နှားအောင်ဖိအားပေးမှုတွေလည်းရှိလာလိမ့်မယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်အဓိကအဖြစ်တော့တခြားနိုင်ငံတွေကလည်းတို့အလုတ်သမားအခွင့်အရေးနဲ့ပတ်သက်တဲ့စံချိန်စံညွန်းနဲ့မကိုက်ညီတဲ့နိုင်ငံတွေကတင်ပို့တဲ့ပစ္စည်းတွေကိုလည်းသတိထားရမယ် ပို့ပြီးတော့အဲ့ထက်မှဝင်ပြီးတော့စီးပွားရေးလုပ်တဲ့ဟိုလုပ်ငန်းရှင်တွေကလည်းဒါကုန်ကျစရိတ်တွေပိုကုန်လာမယ်ဆိုတော့ဒီအဲ့ဒါတွေကကျွန်တော်တို့အစိုးရပြောတဲ့အခြေခံအလုပ်သမားလူဒန်းစားပေါ့အဓိကဆက်ချုပ်လုပ်ငန်းတွေမှာလှုပ်ဆောင်နေတဲ့ဒီအလုပ်သမားတွေတော့ပို့ပြီးတော့ထိခိုက်နိုင်လိမ့်မယ်လို့ကျွန်တော်တို့နေနဲ့ ILU ရဲ့ကျွန်တော်တို့ပုံမှန်33ရအရေးယူမှုပြတ်ထမ်းမှုကဘာပဲဖြစ်ပြောကျွန်တော်တို့ဒီအခြေခံလူလူလူဒန်းစားတွေကိုတော့ကျွန်တော်တို့အနည်းနဲ့အများတော့ဒါထိခိုက်မှာပဲဘယ်လိုပဲကျွန်တော်တို့က ဟိုနိုင်ငံရေးအဖွဲ့အစည်းတွေနိုင်ငံရေးပါတီတွေအနေနဲ့ဒါဘလို့ပဲနိုင်ငံရေးအရစစ်အစိုးရကိုကျွန်တော်တို့အပြစ်ပေးအရေးယူအောင်ဆောင်ရွက်တယ်ဆိုပေမဲ့အနည်းနဲ့အများတော့ဒါကျွန်တော်တို့အလုတ်ကန်ရှားပါးနေတဲ့မြန်မာနိုင်ငံမှာရှိတဲ့အခြေခံအလုတ်သမားတွေကိုတော့အများကြီးထိခိုက်နေတယ်လို့ကျွန်တော်အနေနဲ့ဟိုပြောချင်ပါတယ်မြန်မာနိုင်ငံပေါ်ပြတ်ထမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအရပ်ဖွဲ့အစည်းတွေဒီပုဂ္ဂလတွေအနေနဲ့ပြင်ဆင်ထားတင်တာတော့ကျွန်တော်အချက်လက်တွေကိုစဉ်းစားကြအောက်ခံထားဖို့ပါဒါကအင်မတန်မှလည်းဒါအရေးကြီးပါတယ် အဲလိုအနေနဲ့အပြစ်ပေးအေးအေးကိုပြဋ္ဌာန်းထားတာတော့မှပဲမြန်မာစစ်အစိုးရအနေနဲ့တစုံတရာပြုပြင်ပြောင်းလဲမှုတွေမလုပ်ဘူးလူအခွင့်အရေးတွေဟိုတုတ်တက်လာအောင်မလုပ်ဘူးစစ်မှုမထမ်းမနေရဥပဒေကိုပြန်လဲသုံးတက်ပြီးတော့ပြင်ဆင်တာမျိုးတွေမလုပ်ဘူးဆိုလို့ရှိရင်တော့ဒါဒီနိုင်ငံတကာရဲ့အဖိအားပေးမှုတွေပို့ပြီးတော့ခံရလိမ့်မယ်အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေအနေနဲ့လည်းအဲ့အချက်လက်တွေကိုစဉ်းတရားစုဆောင်ပြီးတော့မိမိတို့ရဲ့ဟို network တွေမှာပြန်ပြီးတော့အသုံးချနိုင်အောင်ပြင်ဆင်ထားတဲ့နယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ် တော်တာရှင်များရှင်ဒီကနေ့အစီအစဉ်ကတော့ဒီမာရင်ပြီးဆုံးပါပြီနောက်တစ်ပတ်တွင်မှလည်းဘလူးအစီအစဉ်သစ်တွေထုတ်လွှင့်ပေးသွားမယ်ဆိုတာကိုစောင့်မျှော်ကြည့်ရှုနားဆင်ပေးကြပါအောင်ရှင်တော်တာရှင်များအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေရှင်